ပြည်ပနိုင်ငံကိုထွက်ခွာခဲ့တဲ့မြန်မာနိုင်ငံသား၁၀ယောက်မှ9ယောက်ကထိုင်းနိုင်ငံကိုသွားကြပါဗျ။မြန်မာတွေဘာကြောင့်ထိုင်းနိုင်ငံကိုအများဆုံးသွားရောက်ကြတာပါလဲ။ဒီအကြောင်းကိုတီဗီကပြောပြပေးမှာပါ။ပြည်ပရောက်မြန်မာ၁၀ယောက်မှ9ယောက်ကထိုင်းနိုင်ငံမှာရောက်နေကြတယ်လို့စစ်ကောင်စီကကောက်ယူတဲ့2024ခုနှစ်လူဦးရေနဲ့အိမ်ကြောင်းရာသကောင်စီရင်ကအဆိုပါတယ်။ဒီပမာဏဟာတခြားနိုင်ငံတွေမှာရောက်ရှိနေတဲ့မြန်မာရေအတွက်နဲ့နှိုင်းယှဉ်ရင်အလွန်များပြားနေရပါ။ပြည်ပကိုရွှေ့ပြောင်းနေထိုင်သူအများစုဟာ မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကဖြစ်ပြီးဒီဒေသတွေကနေပြည်ပရွှေပြောင်းသူတွေဟာပြည်ပရောက်မြန်မာနိုင်ငံသားအလုံးရဲ့လေးပုံတစ်ပုံနီးပါးရှိတယ်လို့ဆိုပါတယ်ဒီထဲကအများစုဟာအိန္ဒိယထိုင်းနိုင်ငံမှာရောက်ရှိနေကြတာပါစစ်ကောင်စီရဲ့စစ်မှုတော်ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်လူငယ်အများစုဟာအိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံကိုလာရောက်ခိုလုံကြပါတယ်စစ်မှုတော်တိန့်ဆောင်မှုအတွက် တခြားနိုင်ငံတွေထက်ထွက်ခွာရလက်ကူတဲ့ထိုင်းနိုင်ငံကိုရွေးချယ်ပြစ်ခဲ့ပုံကိုလူငယ်တယောက်ကပြောပြပါဗါတယ်။တခြားနိုင်ငံတွေကကျွန်တော်တို့ထွက်ခွာဖို့ဆိုရင်ဗီဇာတွေ၊ passport တွေရောင်းဖို့ဆိုတာအရင်အားလုံးပေါ်တော့မလွယ်ကူနေဘူးပေါ့။အဲ့ဒါကြောင့်လည်းပါတယ်။ထိုင်းနိုင်ငံကကျွန်တော်တို့နဲ့ရောလို့အိန္ဒိယနိုင်ငံတွေဖြစ်လို့တခြားနိုင်ငံတွေတွားရတာပို့ပြီးတော့လွယ်ကူတယ်။ပြီးတော့အဲ့လို အခုလိုမျိုးပြပါထောက်ခွင့်တွေကန့်တလိုက်တဲ့အချိန်မှာထိုင်းနိုင်ငံမြန်မာနိုင်ငံသားတွေတော့အကောင်းဆုံးပိုလွန်ရဖြစ်ခဲ့တယ်ပြီးတော့လို့ဒီစစ်ပေးကြောက်အများအပြားထိခိုက်တန်ရာရတဲ့လူတွေလည်းထိုင်းနိုင်ငံဘက်ခြမ်းမှာလာရောက်ဈေးကူးသားလို့ရတာမျိုးတွေသွားလာရတာမျိုးတွေအတွက်လည်းအများကြီးအထောက်အကူဖြစ်ခဲ့တယ်ပေါ့စစ်ကောင်စီကပြပါထောက်ခွာခွင့်တွေပိတ်ပင်ပြီးတဲ့နောက်မှာထိုင်းနိုင်ငံကိုအလဲဗီဇာနဲ့ရောက်ရှိလာပြီးမပြန်တော့ဘဲထိုင်းနိုင်ငံမှာနေထိုင်ခွင့်တစ်ခုခုလုပ်ပြီးနေထိုင်လိုက်သူတွေလည်းများလာပါတယ်နေစင်ဒီပါနေဆက်ကနေရောတရားဝင်လမ်းကြောင်းကပါ မြန်မာနိုင်ငံသားတွေဝင်ရောက်နေကြတယ်လို့အလို့သမားရဲ့အကူအညီပေးနေသူတွေကပြောကြပါတယ်။ထိုင်းနိုင်ငံမှာရွှေ့ပြောင်းရောက်ရှိနေတဲ့တရားမဝင်အလို့သမားတွေကိုထိုင်းဆိုရကတရားဝင်နေထိုင်ခွင့်မှတ်ပုံတင်ထုတ်ပေးဖို့လှုံ့ဆော်ခဲ့ကြပြီးအော်တိုဝါလာ၁၆ရက်နေ့မှာတော့ဗက်ရိုက်ပေးတဲ့လုပ်ငန်းစဉ်ကိုရှေ့ဆိုင်းလိုက်တယ်လို့ထိုင်းလောက်ကန်ရှာခွေရုံကထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိနေဆက်ဒေတာတွေမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကြောင့်ဗက်ရိုက်ပေးတဲ့အစီအစဉ်တွေကိုယာယီရဆိုင်တာဖြစ်တယ်လို့လည်းဆိုပါတယ်။နေဆက်ပြဿနာတွေကြောင့်လို့စာထဲမှာထုတ်ပြန်စာထဲမှာပါတယ် လူငယ်မြန်မာလူငယ်လူရွယ်တွေထိုင်းနေကိုဝင်နေတာမျိုးကိုနေ့စဉ်တွားနေတာမျိုးအကျံဘတ်စေအုပ်စုမင်းအောင်လာရမကြိုက်ဘူးကြိုက်မနေဘူးသူတို့စစ်မှုထမ်းစစ်မှုထမ်းတပ်သားတွေခေါ်တဲ့နေရာမှာခတ်နေခတ်သွားမှာဆိုလို့အဲ့တော့အဲ့ဒါကိုလည်းဒီကောင်တွေပိတ်ပင်ခြင်းနေတာအဲ့တော့မြန်မာဘက်ကတခုခုပြောလိုက်တာမျိုးလားမြန်မာဘက်ကမြန်မာအကျံဘတ်စေအုပ်စုဘက်ကမင်းအောင်လိုင်းတို့ဘက်ကတခုခုဖိအားပေးလိုက်တာမျိုးလားလို့ကွဲမင်းတို့ကတန်တရားဖြစ်တဲ့တုံးသက်တယ်ပေါ့နော်စစ်ကောင်စီရဲ့2024ခုနှစ်တကောင်စီချက်လက်တွေအရမြန်မာနိုင်ငံသားတပ်တန်းကျော်ဟာပြည်ပနိုင်ငံတွေမှာရောက်ရှိနေပြီး လက်တွေမှာဒီထက်များနိုင်တယ်လို့လည်းဆိုပါရယ်လူသမားရဲ့လှူရှားသူတွေကတော့ထိုင်းမှာမြန်မာ9တန်းလောက်အထိရောက်ရှိနေတယ်လို့ခန့်မှန်းနေကြပါရယ်မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့နိုင်ငံရေးစစ်မှုထမ်းဥပဒေတွေကြောင့်ပြည်ပထွက်ခွာလိုတဲ့လူငယ်တွေပိုတိုးလာနေပြီးမြန်မာလူငယ်10ဦးမှာ4ဦးကအခြေအနေပေးရင်ပြည်ပကိုထွက်ခွာလိုကြတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ယူအန်ဒီဘီကလည်းဆိုထားပါရယ်ကျမသီရီပါ